နပိယောင်မီချမ်းသာလာတဲ့ဆယ်လီအောင်ချမ်းအေးပရိသတ်တွေအလုံးမဲမင်္ဂလာပါရှင်အောင်ချမ်းအေးလို့ဆိုလိုက်တာနဲ့ထမင်းပကံကြီးနဲ့နပိရေကိုငြုတ်တီးများများနဲ့တုတ်စရာအဆောင်လေးနဲ့အာရပါရစားပြတတ်တဲ့သူကိုပြင်းမြင်ကြမယ်လို့ထင်ပါရင်နော်အောင်ချမ်းအေးရဲ့အာရပါရစားပြပုံလေးကြောင့်လေပူပူပြီးနာမည်ကြီးလာတာဖြစ်ပါလူတတော်များများကလည်းသူ့ရဲ့ပက္ခသနမပါဘဲငပိရင်နဲ့ကြီးစားပုံကြောင့်သဘောကျတာဖြစ်ပါ යි ။အောင်ချမ်းအေးအာအရင်ကတော့ထိုင်းနိုင်ငံမှာအင်ဖော်အနေနဲ့အလုံလုံကန်ခဲ့ရတာဖြစ်ပြီးရော သူ့ရဲ့အစားအသောက်ဗီဒီယိုတွေကြောင့်တဖြည်းဖြည်းနဲ့နာမည်ကြီးလာကအောင်မြင်လာခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့မြန်မာနိုင်ငံကိုပြန်လာပြီးတော့မပြည့်ရင်လည်းထမင်းစားပြပြီးပဲရက်တီလာခဲ့တာဖြစ်ပါတယ်။သူဟာလဲရီယာရင်ချောင်းနေပြီးမှထမင်းစားပြပြီးဒေါ်လာစားအလုပ်ကိုလုပ်ကိုင်နေသလိုတစ်ဖက်မှာလည်းငစင်ရိုင်းငပိရီကိုလည်းရောင်းခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ငပိရီကလည်းနာမည်ကြီးရာဖြစ်ပြီးတနိုင်ငံလုံးမှာဝက်ဝက်ကွဲကိုရောင်းချနေရတာဖြစ်ပါတယ်။အနုပညာရှင်တွေကလည်းအောင်ချန်အင်းအိမ်မှာထမင်းသွားစားရတာမျိုးတွေရှိပါတယ်။ အောင်ချိုင်အီကတော့သူ့စီကိုလာလေတဲ့အမှုပညာရှင်တွေကိုငပိငေတို့ဆရာအဆောင်နေနဲ့တဲ့ခင်းဧကန္နာဖြစ်ပိုင်အမှုပညာရှင်တွေမှမဟုတ်ပဲတခြားသူ့ကိုအားပေးတဲ့သူတွေကိုလည်းသူ့အိမ်ကိုလာလေဖို့ဖိတ်ခေါ်ထားပိုင်အောင်ချိုင်အီကတော့အိမ်မှာကြက်တွေငှက်တွေလည်းမွေးထားပြီးခြံမှာလည်းအသီးနှံအဆောင်စိုက်ပျိုးထားတာမျိုးတွေရှိတာဖြစ်ပိုင်သူဟာငပိရောင်တဲ့သူဖြစ်တာကြောင့်နေ့တိုင်းငပိရင်နဲ့စားပြီးသူ့ရဲ့ငပိကောင်းချောင်ကိုကြော်ညာခဲ့တာဖြစ်ပိုင်တနိုင်ငံလုံးကပြည်သက်တွေကလည်း သူ့ကိုချစ်လို့အားပေးကြတယ်လို့သူရင်ငပိရေကောင်းတာကြောင့်လဲတနိုင်ငံလုံးကဝယ်ယူအားပေးနေကြတာဖြစ်ပါတယ်။တရက်ကုန်ငပိတွေမြောင်များစွာရောင်းရပြီးအတော်လေးကိုလည်းချမ်းသာနေပြီပဲဖြစ်ပါတယ်။ထိုင်းကနေပြန်လာပြီးငပိရောင်းတဲ့အလုပ်ကသူ့ကိုပို့ပြီးအောင်မြင်လာစေပြီးချမ်းသာလာစေတာဖြစ်ပါတယ်။သူကငစင်ရိုင်းငပိရေရောင်းတာဖြစ်တဲ့အတွက်လဲငစင်ရိုင်းနဲ့တူအားနှကမ်းမွေးနှစ်ခုအရှိထားတယ်လို့လဲဆိုပါတယ်။ငစင်ရိုင်းမှာကနှကမ်းမွေးနှစ်ခုရှိတာဖြစ်တာကြောင့် အမှန်တစိတ်တစ်ခုအနေနဲ့နှကမ်းမွေးနှစ်ခုကိုဘယ်တော့မှမရိပ်ဘဲနဲ့ထားတယ်လို့ဆိုပါတယ်။အောက်ချိုင်းအိတ်ကတော့အမြဲတမ်းလက်တော်အိမ်လီမာနီယာဖြစ်ပြီးသူက အပူပင်ကင်းကင်းနဲ့အေးအေးဆေးဆေးနေရတာကိုသဘောကျသူတယောက်ဖြစ်ပါတယ်။တရက်ကို3900ဘူးလောက်ငပိရောင်ရတယ်ဆိုတာမျိုးကတော့မဟုတ်ကြောင်းလဲပြန်လဲရှင်းပြလာခဲ့ပါတယ်။အဲ့လိုမျိုးသားရောင်ရမယ်ဆိုရင်သူ့ရဲ့မွေးရဇာတိဖြစ်တဲ့တိုက်ထုံမျိုးတစ်မျိုးလုံးကိုဝယ်ယူလို့ရနိုင်ပြီလို့ဆိုပါတယ်။ငပိရောင်မီချမ်းသာနေရဲ့အောက်ချိုင်းအိတ်တယောက်ကတော့ထိတဲ့လောက်လဲမချမ်းသာသေးဘူးဖြစ်ကြောင်းရှင်းပြလာခဲ့ပါတယ်။ ကိုကိုတိုင်းလည်းငပိကြိုက်တာကြောင့်ရောငငယ်ကလည်းအမေကငပိရေရောင်းတာကြောင့်သူလည်းအခုငပိရောင်းဖြစ်သွားတာပါလို့ပြောပြလာခဲ့ပါ යි အောင်ချမ်းအိဟာနေပြည်တော်မှာလည်းဆိုင်ဖွင့်ထားသလိုကြိုက်ထုံမြို့မှာလည်းဆိုင်ဖွင့်ထားပြီးကြိုက်ချီဥတောင်ပေါ်မှာလည်းဆိုင်ဖွင့်ဖို့အတွက်အစီအစဉ်နေရပဲဖြစ်ပါ යි မြန်မာတိုင်းနိုင်ငံလုံးမှာဆိုင်ခွဲပေါင်း6ဆိုင်တောင်ဖွင့်ထားပြီးရောအတော်လေးကိုအောင်မြင်နေရဖြစ်ပါ යි အရင်ကတော့စင်စင်ရဲရဲနေခဲ့ရပေမဲ့လည်းအခုချိန်မှာတော့တတော်လေးကိုချမ်းသာပြီးတထေးကြီးဖြစ်နေပြီပဲဖြစ်ပါ යි တချို့တွေကတော့ဈေးရောင်းစားပြီးတထေးဖြစ်နေရကြောင့် အားကြပြီးဈေးရောင်းဖို့အတွက်စဉ်းစားနေသူတွေလည်းရှိနေပြီပဲဖြစ်ပါတယ်။အောင်ချန်အေးကတော့သူ့ရဲ့ကံစားတာတက်ချိန်ကြောင့်ဘာလို့လို့အဆင်ပြေပြီးအောင်မြင်နေရဖြစ်ပါတယ်။သဘောကမီပုံမှန်လင်းလင်းရှိရာကြောင့်လည်းအခုလောက်ထိအောင်မြင်အဆင်ပြေလာခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။